နေ့စဉ်ခွန်အားအမှုတော်လုပ်ငန်းမှຫນွေးထွေးလှိုက်လဲစွာကြိုဆိုပါတယ်။ကြည်ရှု နားဆင်နေသူများအားလုံးအပေါ်မှာဖျားရှင်ရဲ့ညီသက်ခြင်းနဲ့ကျေးဇူးတော်အပေါင်းတက်ရောက်တည်ရှိနေပါစေလို့ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။အော်ဒူဘာလာ14ရက်အင်္ဂါနေ့ တေသနာကျမ်းခန်းကြီးလေးအငယ်၈မှ၃လူသည် အဖို့အဖက် သာသမီညီအကိုမရှိတယောက်တည်းဖြစ်တော်လေကြိုးစားအထွေရမကုန်နိုင်မိမိစည်းစိမ်ကိုမြင်၍မရောက်ရင်နိုင်ငါသည် ကိုကိုညှင်းဆဲ၍အဘဲသူအဖို့ကြိုးစားအထုတ်သည်ဟုမမေတတ်ဤအမှုရာသည်လည်းအနတ္တအမှု အလွန်ပင်ပန်းစေသောအမှုဖြစ်၏လူသည်တယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏ကြိုးစားအားထုတ်ရင် ကောင်းသောအကျိုးကိုရတတ်၏တယောက်လဲလျင်တယောက်ထူလိမ့်မည်တယောက်ဒီသောသူလဲလျင်မူကားအကျိုးနေပြီထူသောသူမရှိ လူသည်တယောက်ထဲထဲနှစ်ယောက်သာ၍ကောင်း၏ ကြိုးစားအားထုတ်လျင် ကောင်းသောအကျိုးကိုရတတ်၏ဒေသနာချမ်းအခန်းကြီး၄အခန်းငယ်၉ခေတ်သုံးမြန်မာသမာချမ်းလူနှစ်ဦးအတူတကွလှူဆောင်ခြင်းဂျမေကန်နိုင်ငံဒံမြေရေကုန်ဤချုံးမွေသောကြောက်တုံများကြားတွင် ဖြာစည်းသောရေသည်ကရဘီယံပင်လယ်သို့စီးဆင်းသွားသည်ဒံမြေရေကုန်ကိုဆံပြီးတောင်တက်ရခြင်းသည် စိတ်လှုပ်ရှားပွေအတွေ့အကြုံတစ်ခုဖြစ်သည်ရေစီးကြောင်းကိုဆံပြီးတောင်ထိပ်သို့တက်ရခြင်းကတောင်တက်သမားများအတွေ့စိန်ခေါ်မှုဖြစ်ပြီးအမြင်အာယုံချုပ်ယွင်းပြီးအပေါက်သားသားအလင်းကိုသာမြင်နိုင်သည့် JW အမည်ရှိဆေဂျောသက်တူအတွက်ပို၍ပင်မဖြစ်နိုင် သို့သော JW သည်တောင်တက်ရန်စိတ်ပိုင်းဖြတ်ထားပြီး သူ၏ငွေချင်းဂျိုဇာယာကသူနှင့်တွဲပြီးတက်ရန်ဆန္ဒရှိခဲ့သည် ဂျိုဇာယာသည် ချောသည့်ကြောက်ကိုရှောင်ရန်လက်ခြေတို့ကိုမြည်သည့်နေရာတွင် ထားရမည်ကို ပြောပြပေးသည့် JW မျက်လုံးများဖြစ်ပြီး JW မှမူရဲစွမ်းတတ္တိကို ပြသပေးမည်ဂျိုဇာယာ၏နှလုံးသားဖြစ်ပေသည်ဘဝ၏အခြေအနေအများစုသည်ခက်ခဲသောတောင်တက်ခြင်းနှင့်တူသဖြင့်ကျွန်ုပ်တို့တယောက်တည်းမလျှောက်လှမ်းသင့်ပါရှောလမုန်မင်းက လူသည်တယောက်တည်းထက်နှစ်ယောက်သာ၍ကောင်း၏ ကြိုးစားအားထုတ်လျင်ကောင်းသောအကျိုးကိုရတတ်၏ဟု၍ထိုအမှန်တရားကိုညွှန်ပြခဲ့သည်ကြိုးစားရနှင့် JW နှစ်ဦးစလုံးအတူတကွလှုပ်ဆောင်ခဲ့၍သာထူးခြားသောအမှုကိုလုပ်နိုင်ခဲ့သည်ဆက်လက်၍ကျမ်းပိုက်ကတယောက်လဲလျင်တယောက်ထူလိမ့်မည်ဟုဆိုသည် သို့သောမြည်သူမျှလဲမကြခဲ့သလိုကြရှုံးခြင်းလည်းမရှိဘဲသူတို့၏ပန်းတိုင်များသို့အတူတကွရောက်ရှိခဲ့သည် လူတို့အတွက်ဘုရားသခင်စီစဉ်ထားသော အတူတကွလှုပ်ဆောင်ခြင်းပုံစံကိုရှောလမုန်မင်းကရှင်းလင်းစွာ ဖော်ပြထားပြီးဤစေကျော်တဲ့နှစ်ဦးကလည်းထင်ရှားစွာတရုတ်ပြခဲ့သည်ဘုရားသခင်ပေးအပ်ထားသောတာဝန်များကိုအခြားသူများနှင့်အတူလုပ်ကိုင်ခြင်းကအကောင်းဆုံးလှုပ်ဆောင်ခြင်း ဖြစ်သည်ဘုရားသခင်ကိုညွန်ပြသည့်ရလတ်ရရန်လူတဦးချင်းစီသည်ဖျားပေးထားသောအရေးအချင်းများနှင့် စိတ်ခံစားချက်များကိုအသုံးပြုပြီးလှုပ်ဆောင်ရန်ဖြစ်တော်သည်ကြာသူများနဲ့အတူ အစေခံရန်အဘေကြောင့်အရေးကြီးသည်နီလူများကိုဖျားသခင်ထံသို့ညွန်ပြရန်အခြားသူနှင့်အဖွဲဖွဲ့ပြီးလှုပ်ဆောင်သောအခါ သင်မြည်တို့ ခံစားရသည်နီခြေတော်ဖျားသခင်လောက၌ကိုတော်၏အမှုတော်တာဝန်ကို ပြီးမြောက်စေရန်ကျွန်ုပ်သည်အခြားသူများနှင့်အသင်းဖွဲ့လှုပ်ဆောင်တတ်ရန်ခြေစူးပြု၍မာဇတော်မူပါသခင်ယေရှုနာမကို အမိပြု၍တောင်းလျှောက်ပါသည်အာမင်နေစဉ်ခွန်အားကို ကြည့်ရှုနားဆင်နေသူများအားလုံးပေါ်မှာ ဘုရားသခင်နှုတ်ကပတ်တော်မှဉာဏ်ပညာတော်များကိုရရှိပိုင်ဆိုင်လျက်ပုံပုံပြည့်စုံကြွယ်ဝသောဘဝအတ္တများဖြစ်တည်နိုင်ကြပါစေ။